။တစ်ပင်ကြီးတစ်ပင်နဲ့ကတောဥကြီးတစ်ခုဖြစ်နေတဲ့ကမ္ဘာအကြီးဆုံးတစ်ပင်ကြီး။ကမ္ဘာပေါ်မှာတက်ရှိဆိုရင်တင်းစိတ်ထဲမှာဘာကိုမြင်အောင်မိပါသလဲ။အေယာမဝီလာငါးပြားကြီးတွေလား။ဒါမှမဟုတ်ကောင်းကင်ကိုထိုးဖောက်ထွက်နေတဲ့ Redwood တစ်ပင်ကြီးတွေလား။တကယ်တော့ကမ္ဘာအကြီးဆုံးနဲ့အလေးဆုံးတက်ရှိက American ပြည်တော်စု Utah ပြည်နယ်ကတောဥကြီးတစ်ခုလုံးပါပြီ။ဘူပြန်အောင်ဖို့ကောင်းတာကအဲ့ဒီတောအုပ်ဟာတိပင်းမောင်းများစွာနဲ့ဖွဲ့စည်းထားတာမဟုတ်ပဲတိပင်းတပင်းတွေကနေဖြစ်တည်လာတဲ့ဆိုရဲချက်ပါသူရဲ့နာမည်ကတော့ပန်ဒိုလို့ခေါ်ပါသည်ပန်ဒိုဆိုတာလက်တင်ဘာသာစကားမှာ ငါကပြက်နှံ့နေလို့အဓိပ္ပာယ်ရပါသည်သူ့နာမည်အတိုင်းပါပဲပန်တိုဟာတစ်ပင်တပင်ရဲ့အမြင့်ကနေကလုံးပွားများခြင်းနီးနဲ့ပင်စီတစ်တွေထောင်းတောင်းချီပြီးထုတ်လို့ရနေပဲတဖြည်းဖြည်းကျေပြန်လာခဲ့တာပါအပေါ်ရန်ကိုကြည့်လိုက်ရင်တစ်ပင်ပေါင်း4800ကျော်ပေါက်နေတဲ့တောဦးကြီးတစ်ခုလိုထင်ရပါမယ်ဒီပင်စီရီအလုံးဟာမြေကြီးအောက်မှာတခုရီးသောအီယာမအမြင့်စနစ်ကြီးနဲ့ချိတ်ဆက်နေပါသည်ဒါကြောင့်မလို့တိမ်ပံပညာရှင်တွေက DNA စစ်ဆေးကြည့်တဲ့အခါမှာပင်စီတိုင်းရဲ့မျိုးရိုးဗီဇာကထပ်တူကျနေရကိုလည်းတွေ့ခဲ့ရပြီး သူတို့အားလုံးဟာမိခင်တစ်ပင်တစ်ပင်တွေကနေပေါက်ဖွာလာတဲ့ကလုံးတွေဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ပါသည်ဘန်ဒိုကိုတုံခါနေတဲ့အရာမလူသံကြီးလို့လည်းတင်စားခေါ်ဝေါ်ကြပါသေးတယ်သူရဲ့ထူးခြားတဲ့အရွက်ပြားလေးတွေကလေးပြေးလေးညင်းလေးတွေတိုက်ခတ်လိုက်တာနဲ့တပြိုင်နက်တည်းပဲတဝုံဝုံတုံခါနေတဲ့မြင်ကွင်းကြောင်းဖြစ်ပါသည်ဘန်ဒိုဟာဧက106ဧကဘောလုံးကွင်းကွင်း80ခန်းအကျဲဝင်းထီပြန့်နှံ့တည်ရှိနေပါသည်သူရဲ့စုစုပေါင်း၄ချိန်ဟာပေါင်73သန်းသို့မဟုတ်တန်ချိန်6000နီးပါးရှိမယ်လို့ခန့်မှန်းထားပြီး ဒါဟာကမ္ဘာပေါ်မှာအလေးလံဆုံးသက်ရှိအဖြစ်အမှတ်တမ်းဝင်စေခဲ့ပါသည်။မန်ဒူရဲ့သက်တမ်းကိုအတိအကျတိုင်းတာဖို့ခက်ခဲပေမဲ့တိပ္ပံပညာရှင်တွေကတော့သူဟာလွန်ခဲ့တဲ့နှစ်ပေါင်း9000ကနေနှစ်ပေါင်း8000ကြာရေခဲခေတ်ကြီးပြီးမှစတင်ပေါက်ဖွားခဲ့တာဖြစ်နိုင်တယ်လို့ခန့်မှန်းခဲ့ကြပါသည်။ဒါဟာသူ့ကိုကမ္ဘာသက်တမ်းအရှိဆုံးသက်ရှိတွေကတစ်ခုဖြစ်စေပါသည်။အပေါ်မှာမြင်ရတဲ့ပင်စီတပင်ချင်းစီရဲ့သက်တမ်းကတော့ရမ်းမြအနည်း130ခန်းလောက်ရှိပြီးအပင်ဝရီတီဆုံးသွားရင်လေအမိကနေအပင်သစ်တွေကအဆက်မပြတ်ပြန်လဲပေါက်ဖွားရင်သူ့ကိုယ်သူထိမ့်သိမ်းလာခဲ့တာပါ ထောင်စုနှစ်ပေါင်းများစွာကြံ့ကြံ့ခံရှင်သန်ခဲ့တဲ့ဒီအံပွဲသစ်ပင်ကြီးဟာယခုခါမှာတော့ရှင်သန်ရေးထွက်အကြီးအကျယ်ချင်းချောက်ခံရပါလိမ့်။ဘန်ဒိုတီရှိရာဒေသမှာဝင်းမလွေလိုသားရဲတလေးဆန်နေရှားပါသွားတာကြောင့်တမင်နဲ့တရေကောင်းနေအလွန်ကျွန်းတိုးပေါ်လာခဲ့ပါလိမ့်။အဲ့ဒီတမင်တွေကဘန်ဒိုအမြင့်ကနေထွက်လာတဲ့အပင်ပေါင်းလေးတွေအညွန့်ထက်လေးတွေကိုအဓိကထားစားတောက်ကြတဲ့အတွက်အပင်သစ်တွေကြီးထွားခွင့်မရကြတော့ပါဘူး။အပင်ရိုတွေသုံးသွားပေမဲ့အပင်သစ်တွေကအစားထိုးမဝင်နိုင်တဲ့အခါမှာဘန်ဒိုဟာတဖြည်းဖြည်းနဲ့အင်အားချိနေလာပါလိမ့်။ လမ်းတွေဖောက်လို့တာစခန်းချတာမိဖုရဲ့နေရာကောက်ွယ်ရေးဝါရတွေကြောင့်မလို့မန်တူရဲ့သဘာဝအတိုင်းရှင်သန်ကြီးထွားမှုကလည်းပဲအဟန့်အတားဖြစ်နေပါသည်။အဲ့ဒီအဖိုးမပြတ်နိုင်တဲ့သဘာဝအမွှေးတွေကိုပျောက်ကွယ်မသွားအောင်လို့ American သစ်တော်ဦးစီးဌာနနဲ့ France of Bandu လို့ခေါ်တဲ့အဖွဲ့အစည်းတွေကအပြင်းထန်ကြိုးစားနေပါသည်။သူတို့ရဲ့အဓိကလှုပ်ဆောင်ချက်ကတော့ Bandu ရဲ့ချုံနေရာတွေကိုခြံစည်းရုပ်ခတ်ပြီးကောက်ွယ်ပေးထားတာပါ။အဲ့လိုလှုပ်ခြင်းအပြင်တမင်တွေဝင်ရောက်စားသောက်ခြင်းကနေကောက်ွယ်ပြီးအပင်သစ်လေးတွေကိုဘေးကင်းစွာနေပဲကြီးထွားစေဖို့အတွက်ရည်ရွယ်ပါသည်။ အဲဒီကြိုးပမ်းမှုတွေအကြောင်းမလို့ခြံစည်းရုပ်ခတ်ထားတဲ့နေရာတွေမှာအပင်အသစ်တွေပြန်လည်ရှင်တန်လာတဲ့လက္ခဏာပေါင်းတွေတွေ့မြင်နေရပါပြီ။ဗန်ဒိုဟာအသစ်ပင်တပင်တတ်တတ်မဟုတ်ပါဘူး။သူဟာသက်ရှိအားလုံးတစ်ခုနဲ့တစ်ခုဘလို့ချိတ်ဆက်နေလဲဆိုတာကိုပြသနေတဲ့သက်ရှိပြရုပ်တစ်ခုဖြစ်ပြီးကြမ်းခိုင်မှုနဲ့အပြန်အလှန်ချိတ်ဆက်မှုရဲ့အစွမ်းသက်တဲ့တတ်သေးတစ်ခုလည်းဖြစ်နေပါလိမ့်။သူရဲ့ရှင်တန်ကြီးဟာကျွန်တော်တို့ကဘာမြေကြီးပေါ်ဘလောက်တံပိုးထားတဲ့လဲဆိုတာကိုလည်းနိုးစော်နေတယ်လို့ပါပဲ။